စတမာလာစစ်ချက်နဲ့က UK မှာပြုတ်လောက်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာသမ္မတဒေါ်နယ်ထရန့်ကအဲအော့ဖွဲ့ရာကြေညာချက်တရက်ကိုထုတ်ပေါ်ခဲ့ပါတယ်။ American ကအာဖဂန်နစ္စတန်မှာရှိတဲ့ Bagram လေတဲ့အခြေစိုက်စခန်းကိုပြန်လည်သိမ်းယူလိုကြောင်းပြောကြားခဲ့တာပါ။ပုံမှန်အပြင်သူပြောနေကြပုံစံအတိုင်းသတင်းထောက်တွေအတွက်အထူးသတင်းတရက်အဖြစ်အမက်မထင်ပြောကြားခဲ့ပေမဲ့လည်း Trey Matchett က American ရဲ့နိုင်ငံခြားရေးမော်ဝါဒမှာအဓိကကျတဲ့အပြောင်းအလဲကြီးတရက်ကိုကိုစားပြုနေပါတယ်။လင်းနစ်ကြော်ကြပြီးတဲ့နောက်အမေရိကန်ကအာဖဂန်နစ္စတန်မြေပေါ်ကိုပြန်လည်အခြေချလာနိုင်ခြင်းရှိနေပါတယ် ဒီကြညာချက်ကတကယ်ကိုတုံ့လုံးစရာပါဘာလို့လဲဆိုတော့တာလီဘန်နဲ့ညှင်းချဲသဘောတူပြီးတော့အမေရိကန်ကိုအာဖဂန်နစ္စတန်ကနေစပြီးဆုတ်ခွာဖို့ဆုံးဖြတ်ခဲ့တာဟာထရန့်အစိုးရရဲ့ပထမဆုံးအစီအစဉ်ဖြစ်နေခဲ့လို့ပါအဲ့ဒီသဘောတူညှင်းချဲရဲ့အကျိုးဆက်ကိုလည်းကျွန်တော်တို့မမေ့သင့်ပါဘူးအမေရိကန်တပ်တွေဟာအာဖဂန်စစ်တပ်ကိုတခေါမှမပြောဘဲညတစ်ခေါက်ကြီးမှ background လေတဲ့အခြေစိုက်စခန်းကခိုးကြောက်ခိုးဝဲထွက်တော်ခဲ့ကြတာပါပြီးတော့ဒေါ်လာ9ဘီလီယံကျော်တန်ဖိုးရှိတဲ့စစ်လက်နက်ပစ္စည်းတွေကိုလည်းပြစ်ထားခဲ့ပါတယ် ဲ့တော့မကြာခင်မှာပဲအာဖဂန်အစိုးရပြောလဲတော့ပြီးတာလီဘန်က အာဏာကိုအလွဲတကူသိမ်းနိုင်ခဲ့ပါတယ်။အခုကြတော့အမေရိကန်တွေကပြန်ဝင်ချေနေကြပါပြီ။ကပူးရဲ့တုံ့ပြန်မှုကတော့မြန်မာတဲ့တာလီဘန်ရဲ့တရားဝင်မီဒီယာတခုဖြစ်တဲ့ Al Amara က Trump ရဲ့ matchup တွေကိုနိုင်ငံရဲ့အချုပ်အခြာအာဏာကိုထိခိုက်တာအာဖဂန်ပြည်သူတွေရဲ့ခံစားချက်ကိုစော်ကားတာလို့ဝေဖန်ခဲ့ပါတယ်။ Trump ကလည်းနောက်မဆောက်တော့ပါဘူး။သူ့ရဲ့ Truth Social မှာထည့်ရဲပါတယ်။ သူပြောတာကောကားရရင်အာဖဂန်နစ္စတန်ကဘာဂရန်လေတဲ့အခြေစိုက်စခန်းကိုတိဆောက်ခဲ့တဲ့သူတွေဖြစ်တဲ့အမေရိကန်ပြည်ထောင်စုစီပြန်မပေးဘူးဆိုရင်ဆိုးရွားတဲ့အရာတွေဖြစ်လာတော့မှာဆိုပြီးရေးခဲ့ပါတယ်အဲ့ဒီဆိုးရွားတဲ့အရာတွေဖြစ်လာမှာဆိုတာကိုစာလုံးအကြီးတွေနဲ့အာမီဒိတ်တွေအများကြီးနဲ့ရေးထားပါတယ်ထရန့်အစိုးရဆိုရင်လည်းဖြစ်တင်တယ်လို့ပြောရမလို့ဖြစ်နေပါတယ်ထရန့်ရဲ့ဒီလိုကောင်းမှမှုနဲ့မူဝါဒရုတ်တရက်ပြောင်းလဲတော့တာကမဖြေရှင်းနိုင်တဲ့မေးခွန်းတွေအများကြီးကိုဖြစ်ပေါ်စေပါတယ်ပထမဆုံးအနေနဲ့ဘာလို့ဘာဂရန်လဲဘာလို့အခုမှလဲ ်ဒုတိယအနေနဲ့အမေရိကန်ဟာအာဖဂန်နစ္စတန်ကိုတကယ်ပဲပြန်သွားမှာလားတတိယနဲ့အရေးကြီးဆုံးကတော့တရုတ်ကသူ့ရဲ့ဩဇာကိုတိုးချဲ့လွှမ်းမိုးဖို့စ조사နေတဲ့နေမြေတစ်ခုလုံးအတွက်ဒါကဘာကိုဆိုတာလဲစားတဲ့မေးခွန်းတွေပါထရန့်ကဘာလို့အာဖဂန်မြေရဲ့ဒီနီယာလေးကိုပဲအာယုံဆိုင်နေရတာလဲဆိုတာနားလည်ဖို့အတွက်ဘာဂရန်ရဲ့နေမြေအခြေအနေနဲ့နိုင်ငံရဲ့အခြေအနေတချို့ကိုရှင်းပြရပါမယ်။ပထမတစ်ချက်ကတော့ဘာဂရန်မြို့ဟာကပူးမြို့ကနေကီလိုမီတာ60လောက်ပဲဝဲပါတယ်။မြို့တော်ကိုအလွယ်တကူစောင့်ကြည့်နိုင်လောက်အောင်နီးကပ်ပြီးအလွယ်တကူကာကွယ်နိုင်မဲ့အကွာအဝေးလောက်မှာရှိနေပါတယ်။ ဒီချက်ကို background latest scan ကိုတကယ်တိဆောက်ခဲ့တဲ့ Soviet Union နဲ့ American တစ်ခုစလုံးကသူတို့သိမ့်ပိုက်ထားစဉ်ကာလမှာအခွင့်ကောင်းယူခဲ့ကြတာပါ2001မှာအမေရိကန်နဲ့မဟာမိတ်တွေရောက်လာတော့သူတို့ကစခန်းကိုပြန်တည်ဆောက်ပြီး1990ပြည့်နှစ်တွေတုန်းကဖြစ်ခဲ့တဲ့ဂိုက်ခနာတိုက်ပွဲတွေကြောင့်ဘုံကျဲခံရတဲ့ပျက်စီးမှုတွေကိုပြန်ပြင်ခဲ့ကြပါတယ်။ဘာဂရန်ဟာအာဖဂန်နစ္စတန်မှာရှိတဲ့အမေရိကန်ရဲ့အကြီးဆုံးစစ်အခြေစိုက်စခန်းအဖြစ်လင်းမြန်စွာကြီးထွားလာခဲ့ပြီးအထောက်အထိပ်ကာလမှာစစ်သားတသိန်းကျော်ထားရှိခဲ့သလိုလင်းကြီးတွေဆင်းသက်နိုင်တဲ့ပြည်လန်းကြီးတစ်ခုလည်းပါဝင်ခဲ့ပါတယ်။ ါကကျွန်တော်တို့ရဲ့ဒုတိယအချက်ဖြစ်တဲ့ပို့ဆောင်ရေးကဏ္ဍပဲဖြစ်ပါတယ်အာဖဂန်နစ္စတန်ကကုန်းနိမ့်ပိတ်ဖြစ်နေတဲ့အပြင်အမေရိကန်နဲ့သိပ်အဆင်မပြေတဲ့နိုင်ငံတွေစစ်တပ်တွေနဲ့ဝန်ရံထားတော့ဘာဂရန်ဟာအမေရိကန်ရဲ့စစ်ဖက်ထောက်ပံ့ရေးကွင်းဆက်တွေမှာအရေးပါတဲ့ဗဟိုချက်ဖြစ်လာခဲ့ပါတယ်။တကယ်လို့အမေရိကန်ကစခန်းကိုပြန်ယူမယ်ဆိုရင်ဒီအချက်တွေကဆက်လက်အရေးပါနေဦးမှာပါ။ဝါရှင်တန်မှာဘာဂရန်ကိုအသုံးပြုပြီးကပူးမှာရှိတဲ့တာလီဘန်တွေကိုစောင့်ကြည့်နိုင်တယ်လို့လေတဲ့စခန်းကလည်းလုံခြုံမှုမရှိတဲ့လမ်းကြောင်းတွေကိုအာမကော့ပဲစစ်သားတွေပစ္စည်းတွေကိုဖြစ်ပျောက်ရမှာမဖြစ်မနေလိုအပ်တဲ့အရာဖြစ်လာမှာပါ။ ဒါမဲ့ဒါတွေကအဓိကအချက်တော့မဟုတ်ပါဘူး။ Trump ကိုယ်တိုင်ပြောခဲ့တာကတော့တရုတ်ပဲဖြစ်ပါတယ်။ UK သတင်းစာရှင်းလင်းပွဲတုန်းကသမ္မတ Trump ကတရုတ်ရဲ့ nuclear လက်နက်တွေတိစောက်နေတဲ့နေရာကနေ Bagram ဟာတနအီပဲဝဲတယ်လို့ပြောခဲ့ပါတယ်။သူညညွန်တာကတရုတ်နဲ့အာဖဂန်နစ္စတန်နဲ့နမိတ်ချင်းထိဆက်နေတဲ့ပြည်နယ်ဖြစ်တဲ့အနောက်ပိုင်းချင်းကျန်းကိုပြောတာပါအကျိုးအမြတ်မယူတဲ့သူရဲ့သနာအဖွဲ့ဖြစ်တဲ့ The Orient Policy Institute ရဲ့မော်ဒါအချင်းချောအရအဲ့ဒီနေရာဟာပေကျင်းရဲ့နျူကလ িয়ার တိုးချစ်တိစောက်မှုတွေအရှိန်ဟုန်မြင့်လှုပ်ဆောင်နေတဲ့နေရာပါ အဲ့ဒီအချင်းချုပ်မှာပါတာကိုပြောရမယ်ဆိုရင်ရှင်ချမ်းပြည်နယ်မှာရှိတဲ့ရန်မန်နဲ့ဟာမီတို့မှာမြေအောက်ဒုံးကျည်တွင်းကြီးတယ်ဆောက်လုပ်နေတာဟာတရုတ်ရဲ့နျူကလ িয়ার လက်နက်တပ်ရဲ့အကြီးမားဆုံးတိုးချဲ့မှုပဲဖြစ်တယ်လို့ပါရှိပါတယ်ရန်မန်မှာမြေအောက်ဒုံးကျည်တွင်းစီလို130ဆောက်နေပါတယ်ဟာမီမှာ130ဂျိလ်နဲ့ထိုင်းမှာတဒါဇင်လောက်ရှိပါသေးတယ်နောက်ထပ်လည်းထပ်တိုးဖို့ရှိနိုင်ပါတယ်အဲ့တော့တရုတ်ပြည်သူလက်မျောရေးတပ်မတော်ဒုံးပြန်တပ်ဖွဲ့ PLF Rocket Force မှာစုစုပေါင်း950လောက်ရှိတယ်လို့ယူဆရပါတယ် ဲ့ဒါကအခုလက်ရှိအသုံးပြုနေတဲ့တိုက်ချင်းပစ်ဒုံးကျည်တွင်းအကြီးအတွက်ထက်ဆယ်ဆကျော်ပိုများနေတာပါဒီနေ့ထဲမှာတရုတ်ကကာကိုရဲ့အသုံးစရိတ်ကို9.2%ခန့်တိုးမြင့်လိုက်တဲ့အတွက်တရုတ်ရဲ့နျူကလ িয়ার လက်နက်တိုက်ဟာပိုပြီးတော့ကြီးထွားလာနိုင်ပါသေးတယ်တရုတ်ရဲ့နျူကလ িয়ার အစီအစဉ်ကပကွဲအားကောက်တဲ့ကြီးထွားမှုကြောင့်ပဲထရန့်ကဘာဂရန်ကိုအသေးအသင်ပြန်လိုချင်နေတာကိုရှင်းပြနိုင်ပါတယ် ဆယ်စုနှစ်တွေအတွင်းဝါရှင်တန်ဟာအရေးပေါ်အခြေအနေတွေကိုလင်းမြန်စွာတွန်းပြန်နိုင်ဖို့နဲ့အမေရိကန်ကလိုအပ်ရင်စွန့်အားပြနိုင်ကြောင်းမဟာမိတ်တွေကိုစိတ်ချစေဖို့အတွက်ပင်လယ်ရက်ချစစ်ကန်ကွန်ရက်ကိုအားကိုခဲ့ရပါတယ်။အဲ့ဒီကွန်ရက်ကဥရောပအရှေ့လယ်ပိုင်းနဲ့အာဖရိကအထိတော်ရောက်ပါတယ်။ဒါပေမဲ့အာဖဂန်နစ္စတန်ကနေထွက်တော်ပြီးနောက်ပိုင်းအာရှလယ်ပိုင်းကိုလမ်းကြည့်ဖို့မရှိတော့ပါဘူး။တရုတ်ရဲ့အနောက်ဘက်နျူကလ িয়ার တိုးချဲ့မှုဖြစ်နေချိန်မှာအမေရိကန်အတွက်အာရှလေပိုင်းမှာခြေချဖို့အခွင့်ရလမ်းပေါက်ကပိတ်တော့မလို့ဖြစ်နေပါပြီ ။ train အစိုးရအတွက်ကတော့ American မှာစစ်သားတွေမြေပြင်ပေါ်ရောက်နေဖို့ဒါမှမဟုတ်အနည်းဆုံးဘာတွေဖြစ်နေလဲဆိုတာကိုသိနိုင်ဖို့လုံလောက်တဲ့မျက်စိနားတွေအနီးမှာရှိဖို့လိုပါတယ်။မဟာမယောရန်သူကိုပါလက်မလွတ်သေးဘူးဆိုတာဒီဒေသကို American ကပြချင်နေတာပါ။တခြားအရာတွေကိုစဉ်းစားခဲ့ကြပေမဲ့အားလုံးကပြဿနာတွေရှိနေပါတယ်။ New York Times သတင်းစာရဲ့အဆိုအရ2021ခုနှစ်မှာဆောက်ခွာပြီးနောက်ပင်ဒဂွန်ကာကွယ်ဝန်ကြီးဌာနက Tajikistan, Kazakhstan နဲ့ Uzbekistan တို့မှာတက်တွေချဖို့စူးစမ်းခဲ့ကြဖို့ပါတယ်။ ဒါမဲ့ကာဇစ်စတန်နဲ့တာဂျီကစ္စတန်တို့ကရုရှားရဲ့ NATO အစားထိုးဖြစ်တဲ့ CSTO အဖွဲ့ဝင်တွေဖြစ်ပါတယ်။ North Dakota State တက္ကသိုလ်ကနိုင်ငံသိပ်ပေပါမော့ခဒေါက်တာ Thomas Abrasio ကဒီမဟာမိတ်အဖွဲ့ကို အသက်မင်းနေပြီလို့ပြောပေမဲ့ American တွေနဲ့ဒီနိုင်ငံတွေမှာ Six ခန့်ထောက်ဖို့အရက်ခက်ခဲစင်မှာတော့အမှန်ပါ။ Uzbekistan ကတော့ CSTO အဖွဲ့ဝင်မဟုတ်ပါဘူး။ကြာတဲ့မင်ကတမ္ဒမာဇီယကကုလသမဂ္ဂထိပ်သီးအစည်းအဝေးဘေးပတ်မှာ trend နဲ့တွေ့ခဲ့ပေမဲ့သူမှလည်းကက်သက်ချက်တွေရှိနေပါတယ် ဝါဆော့အင်စတီကျူလို့ခေါ်တဲ့ပိုလန်စင်းစားခန့်ရဲ့ဆိုရဥဇဘက်ကစ္စတန်ရဲ့2010နှစ်နိုင်ငံခြားရေးမော်ဝါဒနဲ့2018ကာကိုရေးမော်ဝါဒတွေမှာနိုင်ငံခြားစစ်အခြေစိုက်စခန်းတွေလုံးဝခွင့်ပြုဘူးလို့တိတိကျကျပိတ်ပင်ထားပါတယ်။ဒါကြောင့်ဘာဂရန်ဟာအမေရိကန်အတွက်မဟာဗျူဟာအရအရှင်းလင်းဆုံးရွေးချယ်မှုဖြစ်လာပါတယ်။နိနေလို့ချိပဲမဟုတ်ပါဘူး။ဟာမင်ကဒုံးဂျီတွင်းတွင်နဲ့ဆိုကီလိုမီတာ100လောက်ပဲဝဲပါတယ်။ပြဿနာအနည်းဆုံးဖြစ်နေလို့ပါ။ဒါဟာအမေရိကန်ရဲ့ရွေးချယ်စရာတွေဘလောက်ထိကက်သက်ထားလဲဆိုတာကိုမိမောက်ထိုးပြနေတာပါ။ ဒါကိုပဲမျိုးသားလုံခြုံရေးအကြံပေးဟောင်း Mike Walls ကနေပေါက်များစွာထက်ကတလဲလဲပြောနေခဲ့တာပါ military time မှာရဲခဲ့တဲ့ software တပုတ်မှာသူက background ကိုဆက်လက်လိုက်တာဟာ american ကတရုတ်နဲ့နေနမိတ်ချင်းထိဆက်နေတဲ့ကဘာပေါ်မှာတခုတည်းသောလေတဲ့စခန်းကနေထွက်သွားတာနဲ့အတူတူပဲလို့ဆိုခဲ့ပါတယ်။စောင်းကြီးထောက်လန်းနိုင်တဲ့အလားအလာပြင် wars က afghanistan မှာစခန်းရှိနေတာဟာ taiwan နဲ့ပတ်သက်တဲ့ဖြစ်လာနိုင်တဲ့စစ်ပွဲတစ်ခုမှာ american ကဒုတိယစစ်မျက်နှာဖွင့်နိုင်ပြီးအနိုင်ရဖို့အခွင့်အလမ်းပိုများလာစေမယ်လို့ယုံကြည်ပါတယ်။ ဝေါ့စ်ကအာဖဂန်နစ္စတန်ရဲ့သက်တူတယံဇာတကြိုးဝမှုကိုလည်းအမေရိကန်မထွက်သောသင်းနဲ့နောက်ထပ်အကြောင်းပြချက်တစ်ခုအဖြစ်ထောက်ပြခဲ့ပါတယ်အမေရိကန်ဗမွေဗဒါစစ်တပ်ရဲ့ခံမှန်းချက်တွေအရကပူးရဲ့မတူဖော်ရသေးတဲ့မြေရှားသက်တူတိုက်တွေဟာဒေါ်လာ1ထရီလီယံလောက်တန်ဖိုးရှိပါတယ်။ဝါစီရဲ့မြန်မာတော့အဲ့ဒီသက်တူတွေကိုရယူသုံးစွဲနိုင်တာက2020လမှာမြေရှားသက်တူတူဖော်မှုရဲ့69ရာခိုင်နှုန်းကျော်နဲ့ကမ္ဘာသယံဇာတ်ရဲ့တဝက်နှိပါးကိုထိန်းချုပ်ထားတဲ့တရုတ်အပေါ်အမေရိကန်ရဲ့မိခုံမုံကိုရှော့ချပေးနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ဒီနေရာမှာတခုသတိထားမှာကအမေရိကန်ဟာအာဖဂန်နစ္စတန်ရဲ့တပ်တူတူဖော်ရဲ့လုပ်ငန်းကိုတိုးတက်အောင်လုပ်ဖို့ဒေါ်လာသန်900နေပါတုံးခဲဖို့ပါတယ်။ဒါပေမဲ့အချင်းပြတ်ချဆမှုနဲ့ foundation မရှိမှုတွေကြောင့်ဒီလိုကြောက်ခမန့်လေးလေးပမာဏအတွက်ကြားစရာဘာတခုမှမရှိခဲ့ပါဘူး။ Walls ဟာအမျိုးသားလွန်ကျွမ်းအကြံပေးမဟုတ်တော့ပေမဲ့သူက Trent ရဲ့အတွင်းလူတစ်ယောက်ဖြစ်နေဆဲပါ။သူ့တို့ signal gate ကိစ္စပြည့်တဲ့နောက်မှာ Clothama ကိုပြောရွှေ့လိုက်ပါတယ်။ Center for a New American Security က Indo-Pacific လုံခြုံရေးအစီအစဉ် Director Lisa Curtis လို့ဒေသဆရာလစ်လာသူတွေကသူ့ရဲ့မဟာဗျူဟာမြောက်အတွေ့အခေါ်တွေဟာသမဏရဲ့နိုင်ငံခြားရေးမော်ဝါဒဆုံးဖြတ်ချက် တွေကိုဆက်လက်ပုံဖော်နေတယ်လို့ယုံကြည်ကြပါတယ်။ GDP သတင်းဌာနနဲ့ပြောဆိုရမှာသူမက WhatsApp ဟာ background latest scan နဲ့ပတ်သက်တဲ့အတွေးအဆကို try စိတ်ထဲမှာအစားပြိုးပေးခဲ့တယ်လို့ပြောခဲ့ပါတယ်။အဲ့ဒီအတွေးအဆလေးဟာအခုတော့အပင်ပေါက်လာပြီး September 6ရက်နေ့က try စကားတွေကသူ့ရဲ့ပထမဆုံးအသီးပွင့်ဖြစ်လာခဲ့ပါတယ်။ ူရိုက်ကအလေအာရှပေါ်လွှမ်းမိုးလာချိန်မှာကျွန်တော်တို့မေးရမယ့်အမေရိကန်တပ်ဖွဲ့တွေအာဖဂန်နစ္စတန်ကိုပြန်ရောက်ဖို့ဘယ်လောက်များဖြစ်နိုင်ချေရှိသလဲဆိုရဲမေးခွန်းပါဒီမေးခွန်းရဲ့အဖြေကတော့ဘယ်သူကိုမေးလဲဆိုတဲ့ပုံမှာမူတည်ပါလိမ့်မယ်သမ္မတထရန်တတော့ရတယ်လို့ပြက်ပြက်သားသားပြောပါတယ်စနေနေ့ကသတင်းထောက်တွေနဲ့ပြောဆိုရမှာသူကကျွန်တော်တို့အခုအာဖဂန်နစ္စတန်နဲ့စကားပြောနေတယ်ကျွန်တော်တို့ပြန်လို့ချင်တယ်ပြီးတော့မကြခင်ချက်ချင်းပြန်ရမှာဖြစ်မှာသူတို့မလုပ်ပေးဘူးဆိုရင်ကျွန်တော်ဘာလုပ်မလဲဆိုတာကိုခင်ဗျားတို့သိလာရမှာပါလို့ပြောခဲ့ပါတယ် ဒီပြောဆိုချက်ကအချက်နှစ်ချက်ကိုပြနေပါတယ်တစ်ချက်ကသူ့အစိုးရဟာအာဖဂန်နစ္စတန်ကိုပြန်လာဖို့အတွက်တာလီဗန်နဲ့တိုက်ရိုက်ညှိနှိုင်းနေတယ်ဆိုတာရယ်နောက်တစ်ချက်ကတော့အခြေအနေကသူ့စိတ်ကြိုက်မဖြစ်လာရင်ထရန့်ဟာတိမ်မာမှုတွေကိုတိုးမြင့်ဖို့ဆန္ဒရှိတယ်ဆိုတာရယ်ပါတာလီဗန်ဘက်ကတော့သူတို့ရဲ့အဖြေကမရဘူးတသက်မဟုတ်ပါဘူးလုံးဝဖြစ်လာမှာမဟုတ်ဘူးငွေချင်းရယ်ဆိုတဲ့ပုံစံမျိုးနဲ့လာတာပါ American တက်တွေချထတာကိုပေချယုံတိမကပဲသူတို့ရဲ့စီဦးစီးချုပ် Corey Faso Hooding ကညှိနှိုင်းမှုတွေလုံးဝမရှိဘူးလို့ညှိဆိုနေပါတယ် နိုင်ငံရဲ့နယ်ပယ်မှာတစ်ဖက်ကညှိနှိုင်းမှုတွေလုပ်နေတယ်လို့ပြောပြီးနောက်တစ်ဖက်ကဘာမှမရှိဘူးလို့ညှိဆိုနေရင်အမန်တရားကအလေမှာပဲရှိနေတတ်ပါတယ်။ဒိုဟာကကြားခံလူတွေကတဆင့်နောက်ွယ်ကဆွေးနွေးမှုတွေလုပ်နေနိုင်ပါတယ်။ဒါပေမဲ့ကပူမာကညှိဆိုဖို့အတွက်အကြောက်ပြချက်အများကြီးရှိနေတာပါ။ရတဲ့သတင်းဌာနရဲ့အာဖဂန်နစ္စတန်နဲ့ပါကစ္စတန်သတင်းထောက်ဟောင်းရှာဒီကေရဲ့အဆိုအရသူတို့စခန်းကိုလက်လွတ်ဖို့ဆန္ဒရှိတယ်ဆိုတဲ့အရေးရောက်လဲပေးလိုက်တာနဲ့တော့မှသူတို့ပြန်လဲရယူခဲ့တဲ့အချုပ်အခြာအာဏာကိုထိခိုက်စေပြီးမျက်နှာပြက်စရာဖြစ်စေပါလိမ့်မယ်။ ဒါကြောင့်ညှိနှိုင်းမှုတွေလုပ်နေပြီးတာလီဘန်ကဘာဂရန်ကိုလက်လွတ်ဖို့ဆန္ဒရှိနေတယ်ဆိုရင်ဒါကလည်းဖြစ်နိုင်ချေနေတဲ့အခြေအနေတစ်ခုပါဒီလိုညှိဆုံမှုတွေကသူတို့အတွက်ပြည်တွင်းမှာအချော့မပေးတဲ့ပုံစံပြသနိုင်ဖို့အချိန်ရစေပြီးတချင်တည်းမှာပဲ Trend အစိုးရစီကအခွင့်အရေးတွေဆွဲထုတ်ဖို့ကြိုးစားနိုင်ပါတယ်။ Trend တွေကတော့ညှိနှိုင်းမှုတွေကိုလူသိရှင်ကြားပြောဆိုခြင်းကအာဏာသုံးခွင့်ရစေပြီးတာလီဘန်ကိုနောက်ပြန်ဆုတ်ဆဲပါတယ်။ဒါဟာသူ့ရဲ့ Art of the Deal ပုံစံတစ်စိတ်တစ်ပိုင်ပဲဖြစ်ပါလိမ့်မယ်။ ဒါမှမဟုတ်ညီနိုင်မှုတွေလုံးနေပြီးအဆင်ပြေနေတယ်ဆိုရင်တော့ဘာမှဖြစ်မလာနိုင်တာမျိုးရှိပါတယ်။မာမေနိုင်ငံတွေကြားကသဖို့တူညီချက်တွေတော့နိုင်ငံရဲ့နဲ့ဥစားပေးပြောင်းလဲမှုတွေကြောင့်ပြက်ပြေတက်ပါတယ်။ကမ္ဘာအမြင်ချင်းလုံးဝဆက်ကျင်ဖက်ဖြစ်ပြီးတဦးနဲ့တဦးစစ်သားထောက်ပေါင်းများစွာတက်ခဲ့ကြတဲ့နိုင်ငံတစ်ခုကြားကသဖို့တူညီချက်ဆိုတာကိုစဉ်းစားကြည့်ကြပါအောင်။ဒါကြောင့်ဒေသတွေလစ်လာသူအများစုက ဖြစ်လာမှာမဟုတ်ဘူးလို့ယုံကြည်တာကအော့စရာတော့မရှိပါဘူး။ တာလီဘန်ကဒိုဟာသဘောတူညီချက်ထဲကအမေရိကန်ဟာအာဖဂန်နစ္စတန်ရဲ့နယ်မြေပိုင်ဆိုင်မှုကိုချင်းချောက်မှာမဟုတ်ဘူးဆိုတဲ့ကတိကိုထရန့်ရဲ့တောက်ဆိုမှုတွေကလည်းကာကွယ်ဖို့ဒါရိုက်အဖြစ်အမြဲတမ်းထောက်ပြနေပါတယ်။တကယ်လို့ဒီလိုသဘောတူညီချက်မဖြစ်ဘူးဆိုရင်ထရန့်ကစခန်းကိုသိမ်းယူဖို့အတွက်စီရင်အားသုံးဖို့အလားအလာနေပါပါတယ်။ The Economist ရဲ့အဆိုအရဘာဂရန်ကိုသိမ်းယူပြီးထိန်းထားဖို့ဆိုရင်စစ်သားထောက်ပေါင်းများစွာနဲ့ချုပ်ထွေးတဲ့ပို့ဆောင်ရေးစီမံခန့်ခွဲမှုတွေလိုအပ်ပါတယ်။ အမေရိကန်ပြည်သူတွေဟာစစ်ပွဲစိတ်တွေကိုပင်ပန်းနေချိန်မှာဗီဒီယိုပေါက်များစွာကုန်ကြမှာဖြစ်ပြီးထရန့်ဟာစစ်ပွဲအသစ်စတိုင်မှာမဟုတ်ဘူးဆိုတော့သူ့ရဲ့ဂတိကိုဖျက်ရရောက်တဲ့အတွက်နိုင်ငံရဲ့အရင်းအနှီးတွေဆုံးရှုံးစေပါလိမ့်မယ်။နိုင်ငံတကာမှာဆိုရင်တခြားအင်အားကြီးနိုင်ငံတွေရဲ့ပြစ်တင်ရှုတ်ချခြင်းကိုခံရပါလိမ့်မယ်။တရုတ်ကအမေရိကန်ကိုတင်းမာမှုတွေဖန်တီးနေတယ်လို့ဆွတ်ဆွဲပြီးသားပါ။ဒီဆွဲဆွဲချက်ကအိုမဲတုတ်တဲ့သူကကိုယ့်ကိုစစ်သွေးကြွလို့ပြောတာမျိုးဖြစ်နိုင်ပေမဲ့အမေရိကန်ကလက်နက်တွေတရမ်းရမ်းနဲ့ဝင်လာမယ်ဆိုရင်တော့မန်တော့ပါလိမ့်မယ်။ ရုရှားကလည်းအမေရိကန်ရဲ့အာဖဂန်နစ္စတန်ကိုပြန်လာမယ့်ကိစ္စကိုသူတို့ရဲ့ကိုယ်ပိုင်လုပ်ရက်တွေအတွက်စင်ချေအဖြစ်သုံးပါလိမ့်မယ်။ရုရှားကအမေရိကန်ဟာဒိုဟာသဘောတူညီချက်ကိုဂရုမစိုက်နိုင်ရင်မော်စကိုကလည်းနိုင်ငံတကာစာချုပ်တွေကိုဂရုမစိုက်နိုင်ဘူးလို့စောတကာတက်ပါလိမ့်မယ်။ဒါကလည်းအိုမဲသုံးတဲ့ကိစ္စပဲရှိဦးတော့ပူတင်ကသူ့ပတ်ဝန်းကျင်ကနိုင်ငံတွေကိုတင်ပိုက်ဖို့စ조사နေတာကိုပိုပြီးစင်ချေခိုင်မာစေပါလိမ့်မယ်။နေပေါင်း20ကြာအာဖဂန်နစ္စတန်စစ်စင်ရေးကိုမချေမငန်ထောက်ခံခဲ့တဲ့အမေရိကန်ရဲ့မဟာမိတ်တွေကြားမှာတော့ပြန်တော့ဖို့စံတာတိတ်မရှိပါဘူး။ ဒီလိုအခြေအနေမျိုးမှာသဖောတူညီချက်ပြတ်သွားရင် train ကတာလီဘန်အပေါ်ပိုပြီးပြင်းထန်တဲ့ပိတ်ဆို့အရေးယူမှုတွေလှုပ်ဆောင်ဖွယ်ရှိပါတယ်။ဒါကသူ့ကိုမာကျောတဲ့ညီနိုင်သူပုံရိပ်ကိုထိမ့်သိမ်းထားစေပြီး American စစ်သားတွေကို Afghanistan ကိုပြန်မပို့ရတဲ့ပြဿနာကလည်းရှောက်ရှားနိုင်ပါတယ်။ဒါမဲ့အာဖဂန်နစ္စတန်ပေါ်လက်ရှိပိတ်ဆို့မှုတွေရဲ့ကြီးမားတဲ့ပမာဏကိုထောက်ရှုရင်နောက်ထပ်ပိတ်ဆို့မှုတွေရဲ့ထိရောက်မှုကမရှင်းလင်းဘူးဆိုတာကိုတော့ကျွန်တော်တို့ထောက်ပြပါမယ်။ သဘောတူညီချက်တစ်ခုတကယ်ဖြစ်လာမယ်ဆိုရင်တော့စကန်းကိုပြန်လွှဲပေးတာမျိုးလည်းဖြစ်မှာမဟုတ်တလို့ဘာဂရမ်မှာတချင်ကရှိခဲ့မှုတဲ့စစ်သားအရေအတွက်နဲ့လည်းလုံးဝနှိစက်မှာမဟုတ်ပါဘူးဒီဒီဗျူနဲ့မင်းမြန်ခဲ့တဲ့ကျွမ်းကျင်သူတွေကတော့အဖြစ်နိုင်ဆုံးအခြေအနေကတာလီဘန်ကထောက်လှမ်းရဲ့အရာရှိအနေငယ်ကိုနိုင်ငံထဲဝင်ခွင့်ပေးပြီးဝါရှင်တန်နဲ့ကဘူးတို့ရဲ့ဘုံရန်သူဖြစ်တဲ့အိုက်ဆက်ခေါ်ယာဆန်ပြည်နယ်ကိုတိုက်ခိုက်ဖို့ကူညီတာမျိုးပဲဖြစ်နိုင်တယ်လို့ယုံကြည်ကြပါတယ်တာလီဘန်အာဏာရပြီးတဲ့နောက်အိုက်ဆက်ကေကိုနှိမ်နှင်းခဲ့ပေမဲ့ရုရှားရဲ့ကူညီနဲ့တော့လုံးဝချေမှုနိုင်ခြင်းမရှိသေးပါဘူး အကြံဖက်တွေကိုအမြင့်ဖြတ်ဖို့အာယုံစိုက်ထားတဲ့အမေရိကန်ရဲ့ပြစ်မှတ်ထားတည်ရှိမှုကနဖက်စလွန်ကိုအချော့ပေးလိုက်ရတဲ့ပုံမပေါ်ပဲသူတို့ရဲ့ရေမှန်းချက်တွေကိုအောင်မြင်စေနိုင်ပါတယ်လီစာကတစ်ကတော့အဲ့ဒီလိုဖြစ်ရင်တော့အချောချာအာနာဆာယာမိခွန်းတွေကြောင့်တာလီဘန်ကလူအများရှိမှပေါ်ထုတ်ချင်မှမဟုတ်ဘူးလို့သတိပေးပါတယ်။ဒီလိုဆိုရင်တာလီဘန်ကဘာပြန်ရမှာလဲ။အဲ့ဒါကတော့ပိတ်ဆို့မှုတချို့ကိုရုပ်သိမ်းတာနဲ့အမေရိကန်ရဲ့ဆက်ဆံရေးကိုပုံမှန်ဖြစ်အောင်လုပ်တာပဲဖြစ်ပါမယ်။ ကပူးကမကြာသေးခင်ကမှဆက်ဆံရေးပုံမှန်ဖြစ်အောင်လုပ်တဲ့အစီအစဉ်တရအနေနဲ့အမေရိကန်နဲ့အချင်းသားလေးလေရဲ့သဘောတူညီချက်ကိုကြေညာခဲ့ပါတယ်။အဲ့လိုသဘောတူညီချက်ဟာဒီပန်းနိုင်ကိုအောင်မြင်အောင်လုပ်ဖို့အများကြီးအထောက်အကူဖြစ်စေပါလိမ့်မယ်။ကပူးကသူတို့ရဲ့နိုင်ငံသားတွေအတွက်အကူအညီတွေတော့တောက်ဆနိုင်ပါတယ်။အဲ့ဒီနိုင်ငံကအဂေါလာ30တရနေ့ကလုတ်ခဲ့တဲ့ပြင်အား6သမသူများငလျင်တန်းကြောင့်လူပေါင်း2100သေဆုံးပြီးအင်ချေ9000ပျက်စီးသွားကအချင်းနေဆိုးရွားနေတဲ့စီးပွားရေးကိုပိုဆိုးသွားစေခဲ့ပါတယ်။ ဒီငလင်ဟာ Transoya ကနိုင်ငံအတွက်အကူအညီတွေအားလုံးရက်ဆိုင်ပစ်မယ်လို့ထိန်းချုပ်နေတဲ့ကြားကဖြစ်ခဲ့တာပါလောသမကအစီရင်ခံစာတွေကကပုကိုလူသားချင်းစာနာမုံပြတဲ့အနေနဲ့ပေးတဲ့အကူအညီတွေဟာ90ရာခိုင်နှုန်းနီးပါးကျဆင်သွားကြောင်းပြသနေပါတယ်။ကျန်းမာရေးဝန်ထမ်းတွေနဲ့အကူအညီပေးရေးအရာရှိတွေရဲ့အဆိုအရဒီအခြေအနေကလူတွေကိုကေဆင်နိုင်စွန်းကိုထိခိုက်စေခဲ့ပါတယ်။တကယ်လို့ဒါကိုအကူအညီပေးဝင်ခွင့်ယူပုံစံမျိုးနဲ့တင်ပြလာရင်အာဖဂန်ပြည်သူတွေကအမေရိကန်တပ်တွေကိုကန့်ကွက်ခြင်းမှကန့်ကွက်ပါလိမ့်မယ်။ တာလီဘန်ကအဲ့ဒီလက်ကိုရွေးမရွေးဆိုတာကိုတော့အချိန်ကပဲပြောပြပေးပါလိမ့်မယ်အမေရိကန်ရဲ့တာလီဘန်နဲ့သဘောတူညီချက်ရဖို့နဲ့အာရှလေဘက်မှာခြေချဖို့ရုံးကန်နေရတာဟာကမ္ဘာကြီးကအမေရိကန်နဲ့ဝဲကွာလာပြီးသူ့ရဲ့အဓိကပြိုင်ဖက်ဖြစ်တဲ့တရုတ်ကိုလက်ခံလာတာကိုပြသနေပါတယ်နိုင်ငံရေးဝေဖန်သုံးသက်သူတာဖာဟူစင်က DW နဲ့အင်တာဗျူးမှာဒီလိုပြောခဲ့ပါတယ်အမေရိကန်မှာတာလီဘန်ကတကယ်လိုချင်တဲ့အရာဘာမှရှိတယ်လို့တော့ကျွန်တော်မထင်ဘူးသူတို့ချင်းဝယ်လိုချင်ရင်တရုတ်ကပေးနိုင်တယ်အကူအညီလိုချင်ရင်တရုတ်ကပေးနိုင်တယ် တရုတ်ကအမေရိကန်ကိုကာယအားနဲ့တွန်းထုတ်လိုက်သလိုဖြစ်နေတာပါအဲ့တော့သူတို့အမေရိကန်ကိုတကယ်မလိုအပ်တော့ဘူးလို့ပြောခဲ့ပါတယ်အမေရိကန်ဟာတချိန်ကသူ့ရဲ့တည်ရှိမှုကိုမကန်ဆယ်ခဲ့တဲ့စီးပွားရေးအရဒါမှမဟုတ်နိုင်ငံရေးအဩစာလွန်မုံမုံမရှိတော့ပါဘူးအခြေခံအဆောက်အုံတွေနဲ့တက်တူတူဖော်ရေးလို့စက်ဘုံလုံငန်းတွေမှာရင်းနှီးမြှုပ်နှံနေတဲ့တိုက်ဖက်အဖြစ်တရုတ်ရဲ့ကြီးထွက်လာမှုဟာကပုမာတိမကပဲဒေသတစ်ခုလုံးမှာပါအာနာချင်းခွင်ချာကိုပြောင်းလဲပစ်လိုက်ပါပြီ တချင်တည်းမှာပဲရုရှားကလည်းဒီဒေသကိုနိုင်ငံအတွက်ယုံကြည်စိတ်ချရတဲ့လုံခြုံရေးမိဖက်အဖြစ်သူ့ကိုယ်သူထူထောင်ဖို့စ조사နေပါတယ်။ဒါအပြင်သူတို့ကဒေသတွင်းမတည်ငြိမ်မှုတွေအတွက်ဝါရှင်တန်ကိုတက်တက်ကြွကြွအပြစ်တင်နေကြပါတယ်။ကုလသမဂ္ဂဆရာရုရှားတန်မန်ဗာစီလီနီဗီဇီယာကအိုက်ဆက်ကယ်ရဲ့ချင်းချောင်းမှုတိုးလာတာကိုပြောတဲ့အခါဒီလိုပြောခဲ့ပါတယ်။အိုက်ဆက်ခွာဆန်ရဲ့လုံခြုံမှုတွေတိုးလာတာဟာတိုက်ဆိုင်မှုမဟုတ်ပါဘူး။ နေတိုတက်ဖွဲ့တွေဟာအာဖဂန်နစ္စတန်ကနေအလင်းစလိုထွက်ခွာသွားချိန်မှာလက်နက်နဲ့ CPC အများအပြားကိုဆွဲပြစ်ထားခဲ့ပြီးအဲ့ဒီပစ္စည်းတွေဟာအိုက်ဆက်ရဲ့လက်ထက်ကိုရောက်သွားခဲ့ပါတယ်လို့ဆိုထားပါတယ်။ဒီဆွဲဆဲချက်တွေကဒေသတွေမြို့တော်တွေမှာအလဲချိန်ရှိပြီးဝါရှင်တန်ကအခုထိတော့ဒါတွေကိုတံပြန်နိုင်ကြောင်းတက်တယ်မပြနိုင်သေးပါဘူး။ကဇက်စတန်အခြေစိုက်သုတေသနဌာနတစ်ခုကနိုင်ငံတကာလစ်လာရေးအစီအစဉ်အကြီးအကဲ Max HBA ဆိုရဝါရှင်တန်မှာမြေပြင်အဆင့်မှာအစဉ်တစိုက်အကောက်အထည်ဖော်နိုင်မဲ့တိကျပြတ်သားတဲ့အရေးချင်းရှိတဲ့မဟာဗျူဟာရှိဖို့လိုအပ်တယ်လို့ဆိုထားပါတယ်။ သူကဒီဒေသကကောက်ဆော်တွေဟာစီးပွားရေးတိုးတက်မှုလွန်ချော်ရဲနဲ့အချောက်ချာအာဏာကိုဥစားပေးတဲ့လက်တွေ့ကြကြစဉ်းစားသူတွေဖြစ်ပြီးဘက်လိုက်ဖို့အတင်းကျပ်ခိုက်တာကိုမှန်တယ်လို့ယုံကြည်ကြပါတယ်သူတို့ဟာလက်တွေဖောက်ဖို့တရုတ်နဲ့တက်တောင့်တက်တာလောက်ကင်ပဲလွန်ချုံရဲ့အတွက်ရုရှားနဲ့ပူးပေါင်းမယ်ကုန်တယ်ရဲ့အတွက်ဥရောပသမဂ္ဂကိုချဉ်ကပ်မယ်ပင်လယ်ကွေ့ဒေသကယင်းနှိမ့်မြုံနယ်မှုတွေရအောင်လုပ်မယ်လို့ဆိုပါတယ် ဥမာအပြင်ကာဇစ်စတန်ဟာ CSTO အဖွဲ့ဝင်ဖြစ်ပြီးအဲ့ဒီအဖွဲ့အတွက်အထူးလက်ကျင့်မှုတွေလက်ခံကျင်းပပေးနေပေမဲ့သူ့ရဲ့မြောက်ပိုင်းနေမြေတွေအပေါ်ရာချရဲ့ကျူးကျော်မှုဖြစ်နိုင်ခြေကိုကာကွယ်ဖို့မကြာသေးခင်ကတရုတ်နဲ့အနောက်နိုင်ငံတွေနဲ့ရင်းနှီးအောင်လှုပ်ဆောင်ခဲ့ပါတယ်အဲ့ဒီနေမြေတွေမှာရာချလူမျိုးစုအများအပြားရှိပြီးယူကရိန်းစစ်ပွဲပြီးနောက်ခရီးမလန်ရဲ့နောက်ထပ်ပြင်ပဖြစ်လာနိုင်ပါတယ်ဝါရှင်တန်ကလက်တွေ့အခြေအနေအသစ်မှာနေထိုင်တက်ဖို့လိုပါတယ်သူရဲ့ကမ်းလှမ်းချက်တွေကိုတိုက်ဖက်တွေထက်မွေ့ရပါပိုကောက်တယ်လို့မမြင်ပဲ ဒေသတွင်းပုံမိုခြေပြန့်တဲ့ကွန်ရက်ရဲ့တစိုက်တစ်ပိုက်အဖြစ်မြင်ရပါလိမ့်မယ်။ယူကရိန်းနဲ့အရှေ့လေပိုက်မှာဖြစ်နေတာတွေကြောင့်အလေအာရှကိုအစိုးရရဲ့ချက်ချင်းအာရုံစိုက်မှုဖြစ်လိမ့်မယ်လို့ဘယ်သူမှမမျှော်လင့်ကြပါဘူး။ဒါမဲ့အမေရိကန်ကဒီဒေသကိုတခြားအင်အားကြီးနိုင်ငံတွေလက်ထက်လုံးဝပြင်းထန်သိမ့်ပါဘူး။ဒီလိုသာဖြစ်ခဲ့ရင်ဝါရှင်တန်ဟာပြိုင်ဖက်တွေကအလေအာရှမှာပိုကြီးတဲ့အခန့်ကဏ္ဍတွေကိုရယူနေချိန်မှာနောက်ဆုတ်ပြီး twin bike ကိုပဲကြီးနေတဲ့နိုင်ငံအဖြစ်ပုံရိပ်ကိုပိုမိုခိုင်မာစေမှာပါ ။ဘေကျင်းနဲ့မော်စကိုတို့ကဒေသရဲ့အနာဂတ်ကိုပုံဖော်နေတာကိုအမေရိကန်ကဘေးထန်ကြည့်နေရတာကိုတက်တောင်းတက်တာနေနေရတယ်လို့ဆက်တွေပြောဆိုလိုက်တယ်လို့ဖြစ်သွားပါလိမ့်မယ်။ဒီအမြင်ဟာတခါဆွေးမြဲတော့ပြီဆိုရင်ဖေရှားဖို့ခက်ခဲပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့မဟာမိတ်ရောရန်သူပါအမေရိကန်မရှိဘူးဆိုတာကိုဗဟိုပြုပြီးစီစဉ်တွေစတင်ချမှတ် လာကြပါလိမ့်မယ်။ဒီ channel ကိုကြာရှည်စွာဆက်ဖြစ်ခွင့်ပေးထားလေအမေရိကန်အတွက်ယုံကြည်ကိုးစားမှုပြန်လည်ရရှိဖို့ပိုခက်လေပဲဖြစ်ပါလိမ့်မယ်။ဟုတ်ကဲ့ဒီဗီဒီယိုကတော့ဒီလောက်ပါပဲ။အဆုံးထိကြည့်ရှုပေးခဲ့တဲ့အတွက်အများကြီးကျေးဇူးတင်ရှိပါတယ်။ ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်